မင်္ဂလာပါရှင်။ဝေသမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရရှားသမတပေါ်တရားမလအစောပိုင်းကနာဆကကြီးကဘိုးချုပ်မူကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခြင်းအတွင်မြန်မာနိုင်ငံတုံးဆက်လက်နဲ့ပြည်စည်းဝေးဝယ်ယူဖို့ဆွေးနွေးခဲ့တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီဥတ္တန်ပိုင်းထဲမှာတော့ရရှားနိုင်ငံကလူလာနှစ်သက်နေရယ်ဆိုတော့120မမမော်တာကြီးစံဟာဘလို့စိုင်းရီကောင်းတွေရှိနေတယ်လဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရုရှားနဲ့မြန်မာနိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးပုံမိုးတိုးတက်ကောင်းမွန်လာခဲ့ရမှာနှစ်နိုင်ငံစလုံးရဲ့အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အပြန်အလှန်တွားရောက်လဲပတ်တာတွေပုံမိုးလှုပ်ဆောင်ခဲ့ပါတယ် ပြီးခဲ့တဲ့မလဇန်တော်ကလည်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမီအောင်လိုင်ဦးဆောင်နေမြမအစိုးရတာဝန်ရှိသူတွေဟာရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီးတော့ရုရှားသမ္မတပူတင်အပါအဝင်ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကသဘောတူညီမှုစာချုပ်တွေလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။ဗိုလ်ချုပ်မှုကြီးမီအောင်လိုင်ရဲ့ရုရှားနိုင်ငံခရီးစဉ်အတွင်းရုရှားဟာမြမနိုင်ငံထံကနေလက်နက်ကြီးဒီဇင်တွေရယူဖို့ဆွေးနွေးခဲ့တယ်လို့ BBC သတင်းဌာနကမလ19ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ BBC သတင်းဌာနကတော့ရုရှားဟာမြန်မာနိုင်ငံထံကနေလက်နက်ကြီးကြီးစံအပါအဝင်ခဲယမ်းတွေကိုလှူလာနေတဲ့အတွက်ရုရှားနည်းပညာရှင်တွေကိုယ်တိုင်မြန်မာနိုင်ငံမှာလာရောက်ပြီးလက်နက်ကြီးကြီးစံတွေလာထုတ်မယ်လို့ဖော်ပြထားပါတယ်။ရုရှားဟာလက်ရှိကမ္ဘာစစ်အင်အားကြီးရဲ့နိုင်ငံတွေရဲ့မှထိပ်သီးနိုင်ငံဖြစ်ပေမယ့်ယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားနေတဲ့အတွက် လက်နက်ခရံလိုအပ်ချက်တွေမြင့်တက်နေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ရုရှားဟာယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်မကြမီမြန်မာနိုင်ငံတုံး120မမမော်တာကြီးစံတွေကိုအသုံးပြုခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပူသလိုမြန်မာနိုင်ငံကယူကရိန်းကို2023ခုနှစ်တည်းကလက်နက်ကြီးကြီးစံတွေတင်ပို့ခဲ့ပူတယ်လို့နိုင်ငံတကာသတင်းတွေကလည်းဖော်ပြခဲ့ပူပါတယ်။မြန်မာနိုင်ငံတုံး120မမမော်တာကြီးစံဟာ ပေါက်ကွဲအပြင်ထန်တဲ့အတွက်ရုရှားနိုင်ငံကလိုလားနှစ်သက်နေရလို့လဲ BBC သတင်းဌာနကဖော်ပြထားပါတယ်။မြန်မာနိုင်ငံကထုတ်တဲ့120မမမော်တာကြီးစံအမျိုးအစားဟာအနည်းဆုံး2မျိုးရှိနေပြီးတော့120မမမော်တာကြီးစံ ER နဲ့120မမမော်တာကြီးစံ ER MK2 ဆိုပြီးရှိတယ်လို့သိရပါတယ်။120မမမော်တာကြီးစံ ER အမျိုးအစားဟာစုစုပေါင်းအလေးချိန်14.6ကီလိုဂရမ် သို့မဟုတ်22ပေါင်ရှိနေပြီးတော့အရှေ28တသမ5လက်မှရှိပါတယ်။အဲ့ဒီမော်တာကြီးစံဘုံသီးမှာပောက်ကွဲစီတဲ့ပစ္စည်းသို့မဟုတ်ရန်အလေးချိန်2တသမ8 kg ရှိနေပြီးတော့ညံနှုန်းကတော့10ကန့်ကို398မီတာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်120မမမော်တာအီးယာအမျိုးအစားကြီးစံတွေအဝေးဆုံးရောက်ရှိပစ်ကန်နိုင်တဲ့အကွာအဝေးက6500မီတာဖြစ်ပြီး ါတာကြီးစံကြောက်ရောက်ခွဲရာ15မီတာအတွင်းရှိလူအဆောက်အဦပစ္စည်းတွေကိုထိခိုက်ပျက်စီးနိုင်စွမ်းရှိလို့သိရပါတယ်။ဒါအပြင်120မမမော်တာ ERMK2 အမျိုးအစားကြီးစံကတော့အလေးချိန်15တသမ12ကီလိုဂရမ်သို့မဟုတ်ပေါင်း33တသမ4ပေါင်ရှိနေကပေါက်ကွဲစေတဲ့ပစ္စည်းရန်အလေးချိန်ကတော့နှစ်တသမ66ကီလိုဂရမ်ပါဝင်တယ်လို့သိရပါတယ်။အဲဒီမော်တာကြီးစံတွေရဲ့မျက်နှုံကတော့ တက်ဆက်ကန့်ကို490မီတာဖြစ်ပြီး20မီတာအတွင်းရှိလူအဆောက်အဦပစ္စည်းတွေကိုထိခိုက်ပျက်စီးနိုင်စွမ်းရှိပါတယ်။ဒါအပြင်အဲဒီမော်တာကြီးစံတွေရဲ့အရှိဟာ30တသမ8လက်မရှိနေပြီးအဝေးဆုံးပြစ်ခတ်ရောက်ရှိနိုင်တဲ့အကွာအဝေးကတော့မီတာ1000ဖြစ်တယ်လို့သိရပါတယ်။ NASA ကလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာ120မမမော်တာတွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့120မမမော်တာကြီးစံဘုံသီးတွေကိုလည်း ဒရုန်းတွေမှာတပ်စင်အသုံးပြုတာတွေရှိနေတယ်လို့သိရပါတယ်။တမ်မတော်အငိမ့်စားအရာရှိတီတူကတော့တမ်မတော်ကတုံးနေတဲ့120မမဘုံဒီကြောင့်ပြောပြကြမှာတယ်။သူဟာစိန်ပြောင်းကြီးအမျိုးအစားဖြစ်ပါတယ်။သူ့အကြောင်းမပြောပြခင်မှာအမြောက်စိန်ပြောင်းကြီးတွေရဲ့ကြည်သွားလန်းချောင်းပုံစံတွေကိုအနည်းငယ်ပြောပြလိုပါတယ်။အမြောက်ရဲ့ကြည်သွားလန်းချောင်းကတောင်းနေဖြစ်ပါတယ်။ဟာဝိစာရဲ့ကြည်သွားလန်းချောင်းကအမြောက်တဲ့အနည်းငယ်မြင့်ပါတယ်။စိန်ပြောင်းကြီးရဲ့ကြည်သွားလန်းချောင်းကတော့ 90ဒီဂရီနေပါရှိရဲ့တောင်းမြင့်ဖြစ်ပါတယ်။တောင်းနှိမ့်နဲ့ပြစ်ခတ်တဲ့အမြောက်ကြီးကပောက်ကွဲရင်ကြီးကွဲစာအဖက်ဖက်ကိုမပြတ်ပါဘူး။အဲဒီလိုပါပဲဟောင်ဝဲစာကလည်းအမြောက်ထည်ကြီးသွားလန်းကြောင်မြင့်တယ်။တောင်ပေါ်ဒေသတွေမှာပြစ်ခတ်လို့ရတယ်ဆိုပေမဲ့သူ့ရဲ့ကြီးကွဲစာလွင်တဲ့ပုံစံကကန့်သက်ချက်တွေရှိနေပါတယ်။120မမဘုံတီစင်ပြောင်းကြီးကြီးကတော့90ဒီဂရီနေပါတောင်းမြင့်နဲ့ပြစ်ခတ်နိုင်ပြီးအပေါ်တက်တဲကနေကြတာဖြစ်တဲ့အတွက် ကြည်ခွေဆောင်အရက်မျက်နှာအလုံးကိုတွင်ပါတယ်။ကြည်ကြားရောက်ပါခွေတဲ့အချင်းဂိုင်းနေရအတွင် ထိခိုက်တည်ခြင်းနိုင်ပါတယ်။သူ့ရဲ့ကြည်ခွေစားရိဟာလူလက်ညိုးလောက်တည်တထွာလောက်တည်ဖြစ်တဲ့အတွက်ခါထရင်ခါပြဲခေါင်းလက်ခြေထောက်ထည့်ရဲ့နေရအကုန်ပြတ်မှာပါ။၁၂၀မှာမှဘုံတိဆက်နဲ့အမြန်နဲ့တက်ပြီးပြည့်ရင်တစ်ပြောင်မှပုံးနေရလူတွေအိမ်ထဲမှာပုံးနေရသူတွေအတွက်တော့ဘလို့တည်သွားမဲ့အောင်သိမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ထိနေတဲ့နေရာကွဲလို့ပါ။တစ်ပြင်းအပြားထိတ်ကိုထိရနယ်ကွဲပြီး ခြေခွဲစာရီယာမိုးရွာတလူမျိုးအောက်ကိုပြန်ကျဲပြီးကြတာဖြစ်တဲ့အတွက်ပို့ဆိုပါရယ်အိမ်ထဲမှာလည်းထို့တူပါပဲအိမ်ကောင်မိုးကိုထိပြီးကွဲတဲ့အခါပွင့်ထွက်သွားပြီးသူ့ရဲ့ပောက်ကွဲမှုအရှင်ကြောင့်ထိရဲ့နေရာဟာပွင့်ထွက်ပြိုကျတဲ့အပြင်ခြေခွဲစာရီရဲ့အိမ်ကထွက်လာတဲ့အပိုင်းစာရီရဲ့ပေါင်းလိုက်ရင်တော့ထိကိုင်းမှုကနှစ်စားပို့ပါရယ်အဲ့တော့ကွင်းပြင်တဲနေမလားဒါဆိုရင်လည်းအခု drone တွေရဲ့အကြိုက်ပါပဲပြင်မလဲ target တွေဖြစ်သွားမှာပါ ဆိုတော့ဂျင်းတွေရှူတွေဘန်ကာရီတဲဝင်နေမလားမလွတ်ပါဘူးဒရုန်းတွေအပေါ်တတဲကနေခြတာဖြစ်တဲ့အတွက်မလွတ်ပါဘူးအဲ့ရတချို့တွေကခလေးအတွင်းနဲ့ကွန်ကရစ်ဘန်ကာစောင့်မယ်လို့ပြောကြတယ်စစ်ပညာရှင်တွေကလုံးဝမကြနိုင်ဘူးလို့ပြောခဲ့ကြတဲ့မော်ဖိုကေမဲလာအစားရှိရဲ့ KNU စခန်းတွေကအခိုင်အမာဆောက်လုပ်ထားတဲ့ကွန်ကရစ်ဘန်ကာတွေရဲ့မှ KNU တွေဘလို့တည်ခဲ့ကြတယ်လဲနားတွေ꿰ပြီးတည်ခဲ့ကြတာပါသူတို့တွေရဲ့ကွန်ကရစ်ဘန်ကာတွေဟာ ဆက်ရန်တရားတွေနဲ့နိုင်ငံသားပညာရှင်တွေကပုံစံထုတ်ပြီးလုံနေရက်လအမြင့်ရှိတဲ့ကွန်ကရစ်အထူတွေနဲ့တိစောက်ထားတာပါ။ဘဏ်ကမပြိုပေမဲ့ကွဲတဲ့အတန်လှိုင်းတုံခေါမှုကိုဘယ်သူမှမခံနိုင်ခဲ့ကြပါဘူး။ KNU ရဲ့ဘဏ်ကတလုံးရဲ့တန်ဖိုးကအရန်ကိုများပါတယ်။အခုတပုံတွေသုံးမဲ့ကွန်ကရစ်ဘဏ်ကဆိုအလောက်ကတော့130မမကရှိရပေါ့ခင်ဗျာ။အမြင့်ကတော့130မမကြီးစံပုံသေးနှလုံးပြုကိုစနဲ့အနည်းတက်ပြီးခြားလိုက်လို့ကတော့ အယွန်းနဲ့အသာတခြားစီဖြစ်သွားမှာပါ။အရှင် KNU စစ်သားဟောင်းကြီးတွေကသာတွားမေးကြည့်ပါခင်ဗျာ။တရား၂၀မမရဲ့အရာတာကိုအဲ့တော့ဆိုလိုချင်တာကတမ်းမတော်ကအခုတုံးနေရဲ့တရား၂၀မမရဲ့ရန်ကိုကောက်ွယ်ဖို့ကခက်ခဲပါတယ်။ဘာမှမသိနားမလည်ကြတဲ့ကလေးတွေဗလိုင်းကြီးအသေးခံရသလိုဖြစ်နေရဲ့။တန်ရဲ့လားအเจ้าမဲအသေးမခံချင်ကြပါနဲ့လို့တိုက်တွန်းလိုပါတယ်ခင်ဗျာဆိုပြီးတော့ဝေါ်တောင်းမီဒီယာချန်နယ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုဖြေဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာစစ်လက်နက်ပစ္စည်းတွေရယူနိုင်ဖို့ရုရှားနဲ့တရုတ်နိုင်ငံထံကဝယ်ယူခဲ့ရပြီမြေလက်ရှိချိန်မှာမြန်မာနိုင်ငံတို့ခဲယမ်းတွေကိုရုရှားနိုင်ငံထံတင်ပို့ခွင့်ရမယ်ဆိုတဲ့တင်ဟာအပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုဖြစ်လာစေတယ်လို့ရုရှားနဲ့မြန်မာနိုင်ငံကြားစီးရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်းကောင်းမွန်တဲ့အခြေလမ်းဖြစ်ခဲ့ပါတယ်ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းနဲ့စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနိုင်ငံခရယံလိုအပ်ချက်တွေရှိလာနေတဲ့အတွက် ၎င်းနဲ့ရင်းနှီးမှုရှိတဲ့ညကိုရီးယားအီရန်နိုင်ငံတို့ကနေ drone နဲ့လက်နက်ခဲယမ်းတွေရယူခဲ့ရတယ်လို့သတင်းတွေလည်းထပ်ပေါ်ခဲ့ပူပါတယ်။ရုရှားဟာမြန်မာနိုင်ငံကိုလာရောက်ပြီးတော့လက်နက်ကြီးဒီဇန်တွေထုတ်ယူမဲ့အစီအစဉ်ကမြန်မာနိုင်ငံအနေနဲ့လည်းရုရှားနိုင်ငံထံကနေနေပညာပိုင်းထပ်မဲ့ရယူနိုင်မဲ့အခွင့်အလမ်းကောင်းတွေရှိလာနိုင်ပွဲရှိနေပါရဲ့ရှင်။